ျွန်တော်တို့အခုက reverse ပဲအခုအခုကျွန်တော်တို့တော်လန်ကြီးကအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီ။ဘာလို့လဲဆိုအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီ။ကျွန်တော်တို့ကတချို့နေရာတွေဆိုသူသွားပြီလေ။ကျွန်တော်အားကိုးမဲ့အားရီယာသူ့အနေနဲ့သူပုံစံနဲ့သူခွဲထွက်သွားကြပြီ။အဲ့တော့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ညာမှာရှိတယ်ကျွန်တော်ထိတယ်ရောက်ပေါ့နော်။ဥပမာနေပြည်တော်လိုဟာမျိုးမြစ်ထီလာလိုဟာမျိုးအများကြီးကျွန်တော်တို့မန္တလေးလိုဟာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားမယ်။အဲ့တော့ကျွန်တော်တို့အညာသားတွေတိတ်ကြီးကြီးတယ်။အညာသားတွေအဆုံးဖြတ်ပေးမယ်ပွဲ။အဲ့တော့ကျွန်တော်တို့အစ်စ်ပြန်ဆတဲ့ပွဲဖြစ်မှာ။ တော်လိုင်းရဲ့အစ်စ်ပြန်စားတယ်အီအောင်နဲ့ပတ်သက်တဲ့ဟိုဘာဥဆောင်သူတွေနောက်ဒီတပောက်သူတခုဖြစ်ဖို့တော့ခစ်ဗန်ဒိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောမှာပဲဥမာခစ်ဗန်ဒိတ်နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်နောက်တက်တက်တွေပေးရမှာဗျာပြောတက်တက်တွေပေးရမှာလေဗျာဟုတ်တယ်မလားတက်တက်ဓမြလည်းဖြစ်သွားနိုင်တယ်လေအဲ့တော့ဒီပေါ်မှာအများကြီးလွဲတော့လွဲတယ်ဗျာပြောတာတက်ပေါင်းသူတက်ပေါင်းသူလည်းအရင်လွဲတဲ့စကလေးလုံးဒါပေမဲ့တကယ်ကိုအဲ့ဒါကိုပေါ့ပေါ့လေးနဲ့စဉ်းစားကြည့်လိုက် ဒါကိုစဉ်းစားကြည့်လိုက်ရင် definition ပေါ့လားအခြေအကြီးပဲအခြေအကြီးလားကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောဘူးကိုမလုံနိုင်တဲ့အလုပ်ကိုတိတ်ပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တိုင်းရင်းသားတွေကသူတို့လိုချင်တာရသွားပြီမို့မြေပြန်ဒေသဗမာလူမျိုးတွေပဲကျန်တော့တာဖြစ်ပြီးတော်လန်ရေးအစ်စ်ပြန်ဆရာတော့မယ်လို့ဘိုးတက်ကြီးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ မင်္ဂလာပါတက်ရောက်လာတဲ့အားလုံးညီငယ်များနဲ့မြမငယ်အားလုံးဖန်တွေးစာအားလုံးတော့ကြည့်ရှုနေတဲ့ကျွန်တော်တို့ဒီ live ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်ကတော့မြင်းညာ0ပျောက်ကြားတက်ဖွဲ့ရဲ့ခေါင်းဆောင်ကိုတက်ကြီးဖြစ်တယ်လို့လက်ရှိမြင်းညာခရိုင်တိုင်ရင်အမှတ်ခွန်ရဲ့ယာယီတိုင်ရင်မူကိုတက်ကြီးပါပဲခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအားကြည့်ရှုနေကြတဲ့ပြည်သူတွေကိုလည်းတော်လှန်ညာချမ်းပါလို့အားလုံးကိုစားနှုတ်ဆက်ပါတယ်နှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ကျွန်တော်တို့ဒီညာခဲမှာတော့ ဟိုတကယ်ကျွန်တော်တို့နိုင်ငံရဲ့ဗဟိုချက်မှလို့ပြောရမယ်မြင်းညံခရိုင်ထဲမှာဒေါ်လာရေးရည်ချင်းကဘယ်လောက်ထိရှိနေလဲဒေါ်လာရေးမှာတော့လှိုင်းအမြင့်အတက်ကြရည်ရှိတယ်ဆိုပြီးတော့အားလုံးက တုံးသက်ကြတယ်အဲ့တော့လိုင်းအမြင့်တက်ကြတယ်ရှိနေတဲ့အချိန်မှာမြညံခရိုင်ရဲ့လိုင်းငါကိုအမြင့်ရောက်နေလားအနှိမ့်ရောက်နေလားဘလို့စည်ရဲ့ချင်နေတယ်ရှိလဲဆိုတာကိုတဟူးချင်းစီကကိုတောင်ဝင်ယူထားတဲ့နေပယ်အပိုင်းတွေကနေပြီးတော့အခုကြိရှုနေကြတယ်ပြည်ပမှာရောက်နေကြတဲ့ပြည်သူတွေကပြည်တွင်းကနေပြီးတော့ကြိရှုနေကြတဲ့အပြည်သူလူထုကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့လိုအပ်ချက်တွေပေါ့နော်ခရိုင်တောတွင်းမှာရှိတယ်ကျွန်တော်ခရိုင်တောမှာရှိတဲ့ဒီအဖွဲ့အစည်းအားလုံးအတွက်လိုအပ်ချက် ရှိလို့ကျွန်တော်ဒီခရိုင်နေမှာအင်းမကန်မြင့်ကြံကမ်ပိန်းလုပ်တာပါအဲဒီကမ်ပိန်းလေးကတတ်မှတ်တဲ့ချက်မှလည်းပြည့်မီခြင်းမရှိဘူးပေါ့နော်အဲ့တော့50ရာခိုင်နှုန်းပဲရှိတဲ့အတွက်ကျန်တဲ့ရက်တိုးပြီးတော့ပြုလုပ်တဲ့အချိန်လေးမှလည်းမိဘပြည်သူများအနေနဲ့ရောနောက်တစ်ခါဖန်နီဆာများအနေနဲ့ရောဒါလေးကိုဥစွာပါဝင်ပြီးတော့ပေးကြပါလို့ကျွန်တော်ပထမတိုက်တွန်းနှိုးဆော်ခြင်းပါတယ်ဒါလည်းကျွန်တော်တို့အကျိုးရှိစွာအသုံးချမဲ့ကျွန်တော်တို့စစ်ပါပို့ပြီးတော့အရေးကြီးတဲ့စစ်လို့ဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဟာနောက်တစ်ခုရှိတာကျွန်တော်တို့မှာ ကျိုးဝိုင်းထဲမှာထိုးနေတာမဟုတ်တဲ့ခါကျတော့ကျွန်တော်တို့ကအချိန်ကိုခံမှန်းလို့မရဘူးဗျ။နောက်ထပ်ကျွန်တော်တို့လက်ရည်တူထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုကောင်းလဲဆိုတော့အချိန်ကန့်သက်ကောအဲနောက်ကျိုးအတူနာကူနာဆိုတဲ့အကန့်သက်လေကျွန်တော်တို့ပြောလို့မရ။ကျွန်တော်တို့ကဒုကိုခေါင်းနဲ့တိုက်တယ်ဟိုဘာတွေဖြစ်နေတာဆိုတော့ဘာလို့အားတာတဲ့လူကိုအားနေတဲ့လူကနေရှင်ပြန်ရတဲ့အချိန်မှာအများကြီးပေးဆက်ရတာရှိတယ်လို့အောင်ပွဲတွေလည်းအများကြီးရှိခဲ့ပါတယ်။ အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကြိုးစားနေပါတယ်စစ်ကောင်စီရဲ့လှုပ်ရှားမှုအပေါ်မှာအခြားကျွန်တော်ကဏ္ဍတွေတော့မပြောတော့ပါဘူး။နောက်တို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မြေမှာရှိတဲ့ဤဆိုင်ရာတိုင်ရင်တက်ဖွဲ့အားလုံးလည်းပူပေါင်းဆောင်ရွက်နေတယ်လို့တို့ရဲ့ထိုးစစ်ပေါ်မှာကြည့်ပြီးတော့ကိုယ့်ရဲ့ဒေတန္တရကျွမ်းကျင်တဲ့ကျွန်တော်တို့ဟာပေါ့အာတာကျဲလေးကိုယူပြီးတော့အချင်းနေသုံးတက်ပြီးတော့ကျွန်တော်တို့ကြောက်ကြစစ်တော်လကောင်းကျွန်တော်တို့ဒဲကျင်ဆိုင်တဲ့စစ်တော်လကောင်းပေါ့နော်ဒီမျိုးစုံနဲ့ ကျွန်တော်တို့တံပြန်တိုက်ခိုက်နေပါတယ်အရှုံးပေးဖို့တော့ကျွန်တော်တို့မှာလုံးဝမရှိပါဘူးအဲကျွန်တော်ကတော့ဒီလောက်ပဲပြောချင်ပါတယ်ယခု campaign လေးကိုလည်းကျွန်တော်တို့ပြည့်မီအောင်ပါဝင်ကြပါလို့ကျွန်တော်ထပ်ပြီးတော့နိုင်တွန်းကြပါတယ်ချေးကျူးကြပါဗျအားရှိနေပါပြီပြည်သူတွေကျွန်တော်လည်းပြည်သူတွေမှာပါတာပေါ့သွေးကွဲတာတွေရံပြစ်တာတွေစကားများတာတွေမရှိဘူးဆိုရင်ကျွန်တော်တို့ကရှေ့ကိုရောက်တော့မယ်ဆိုတဲ့နမိတ်ပါပဲအဲ့တော့ဒါစီလုံးမှုရဲ့အစလိုယူဆရမှာပါအဲ့တော့မြေပြင်မှာလည်းဥဆောင်နေသူတွေဖြစ်တယ်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေရဲ့သူလူတွေညာနေချီပြီးတော့လက်နက်ကင်ထားတဲ့ရဲဘော်တွေကို ဥဆောင်ဥရနဲ့အုပ်ချုပ်နေကြတဲ့သူတွေခေါင်းဆောင်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်စကားကြီးရှင်းရှင်းဝေပြောထင်လို့ရှိရင်မိချောင်းမင်းရေကင်းပြဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့အတက်ရွာအဖြစ်လည်းကြီးတယ်မြင်းမြန်ခရိုင်ထဲမှာလည်းတော်လိုင်းမတိုင်ခင်တည်းကတကယ်လူမှုရေးလုပ်ငန်းတွေဥဆောင်ပြီးတော့လုပ်နေတဲ့ကိုသက်ကြီးဖြစ်တယ်အဲ့တော့အဲကိုသက်ကြီးအနေနဲ့ရောခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြင်းမြန်ခရိုင်ထဲကစီလုံးညီညွတ်မှုနဲ့ဘယ်လိုမျိုး လိုအပ်ချက်လေးတွေရှိနေတာလဲပေါ့နော်ကျွန်တော်တို့တွေကအာသာချက်တွေတော့ပြောရင်တော့ကောင်းတာပေါ့အားရှိတာပေါ့ဒါပေမဲ့လိုအပ်ချက်တွေလည်းကျွန်တော်တို့ကဟိုအဖြစ်မှန်တိုင်းပြည်သူလူထုကိုပြောပြဖို့တချို့အရာတွေလိုအပ်မယ်လို့ယုံကြည်တယ်ဒါကြောင့်မလို့ကျွန်တော်ကိုသက်ကြီးကိုအလှည့်ပေးခြင်းပါတယ်ပြောပြပါကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ကအနိုင်ရပြီးမှရှုံးနေဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့ရဲ့အရှုံးကနောင်တပဲအဲ့တော့ကျွန်တော်တို့ကရှုံးခဲ့ပြီးသားလူတွေရှုံးခဲ့ပြီးသားပြည်သူတွေရှုံးခဲ့ပြီးသားပြည်သူတွေကကျွန်တော်တို့ကအနိုင်ရအောင်လုပ်မယ်ဆိုကျွန်တော်တို့ရဲ့တမိုင်းပဲ ဲ့အဲ့တော့အဲ့ဒီတမိုင်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုရအောင်ယူမလဲဒါလိုတယ်နောက်တစ်ချက်ကဒီစီလုံးမှုစီလုံးမှုကတော့ကျွန်တော်တို့အားလုံးရှိကြတာပေါ့နော်ဟိုဘယ်လိုကောင်းမလဲကတော့ခစားလည်းရှိချင်ရှိမှာပဲကျွန်တော်အရေးကြီးရင်ကျွန်တော်တို့တွေးဆရမယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့ရှိပြီးသားနောက်တစ်ချက်ကကျွန်တော်ဒီဟောပေါ့ပြောရရင်တော့ဗျာကျွန်တော်တို့ကဘယ်လိုကောင်းမလဲကိုယ်ပေါင်ကိုလန်ထောင်းတယ်လို့လည်းဖြစ်မှာဗျာဟိုဘယ်လိုကိုကိုကိုလည်းပြန်ပြုတ်ပြရမယ်ငါငါအားလက်ချက်ပါတော့လူများအောင်မကြည့်နဲ့ကိုကိုကိုကြည့်ငါအားလက်ချက်ကပါလေငါအားတာချက်ကပါလေသူ့ရဲ့အားလက်ချက်ကပါလေသူ့ရဲ့အားတာချက်ကပါလေ အမှန်တော့ဟိုဘေးလူကြည်တာလေကိုကိုကိုအကောင်းဆုံးကြည်တာအကောင်းဆုံးပေါ့ဗျာကျွန်တော်ကဒီစနစ်ပဲသွားတယ်အဲနောက်တစ်ခါကိုဘာဖြစ်အောင်လုပ်မယ်နောက်တော်လိုင်းစိတ်တက်တော်လိုင်းစိတ်တက်ပြည့်လို့ရှိရင်အားလုံးပြည့်ပြည့်စုံသွားပြီဘာမှမလုပ်အိတ်တာမက်ဆေ့ချ်ကြီးကလည်းရှိသေးရမလို့ဘာမှရှိသေးရမလို့တစိုက်မမတ်သွားနိုင်ဖို့ပဲဒါသွားနိုင်ပြီဒါဆိုလို့ရှိရင်နောက်ကဒီစုဖွဲ့မှုဘာညာဆိုတာဟိုဆော့ပြောတဲ့ဟိုတက်ပေါင်းစုဆိုတဲ့ပုံစံမျိုးအခုတွန်းတွန်းကြဲကြဲပြောလာကြတယ်ဒါလည်းလွယ်လွယ်လေးအကြံပေးလို့မရဘူးဗျအခုတက်ပေါင်းစုဆိုပြီးတော့ကျွန်တော်တို့အောက်မှာ comment ဝင်ရေးတဲ့လူတွေကတော်လိုင်းကြီးကိုဘယ်လောက်ပါဝင်ထားတယ်လဲ ကိုယ်ကြီးဘက်ကလိုင်းကျသွားတယ်ထင်တယ်။တက်တွေလည်းပူပေါင်းပါဝင်မှကြမယ်။ပူပေါင်းပါဝင်မှကျွန်တော်တို့ကရှိအောင်။အဲ့တော့တပ်ပေါင်းစုဆိုတာဆော့ပြောတယ်လို့ကျွန်တော်တို့ကတပ်ပေါင်းစုသဘောမျိုးပဲကျွန်တော်တို့မြင်းနဲ့ခိုင်မှာရှိတဲ့အဖွဲ့အစည်းအားလုံးကကျွန်တော်တို့ NUG နဲ့ပတ်သက်တာတွေများတယ်။အခုဆိုကျွန်တော်တို့တက်လာတာရင်းမှုတွေကြီးပဲ။ဒါရင်းမှုတွေအားလုံးရင်းနေကြီးပဲ။တောက်ပကဖတွေရှိမယ်။တချို့ဟို local လေးတွေဆိုရင်လည်းပကဖလည်းအောက်ကနေတောင်းနေတာတွေရှိတယ်။အဲ့တော့အဲ့ဒီအဖွဲ့အစည်းကနေပဲအဓိကဗျာ။ဥစားဥရလုတ်ဖို့လိုတာကျွန်တော်တို့မမျော်လင့်နေရတယ်မျော်လင့်လို့မရဘူးဥမာ မင်းလို့ငါလို့ဆိုရင်တော့သူ့အနေနဲ့သူအဆင်မပြေနိုင်ဘူးဒါ professional ပုံစံမျိုးနောက် capacity power အရန်ကြီးတဲ့အထက်ကလာတဲ့ဦးစီးဦးဆောင်လူမျိုးဖြစ်လို့ရှိရင်ကျွန်တော်တို့ကတစုတစည်းတဲ့ခဏလေးပဲခဏလေးပဲအခုလည်းမစုစည်းတာမဟုတ်ကျွန်တော်တို့ကနည်းမြေအလိုက်ပေါ့နော်သူ့ရဲ့နည်းမြေလိုက်ကိုယ့်ရဲ့နည်းမြေလိုက်လုပ်နေကြတာဖြစ်တဲ့အတွက်တချို့ကဟာသူကတော့ဘယ်လိုငါကတော့ဘယ်လိုဆိုတာမျိုးတွေတချို့ထင်အောင်ထင်မှဖြစ်နေတာတကယ်တမ်းကတော့ဘယ်နေရာမှာရောက်ရောက် တောင်ဘက်ကိုရောက်လို့ရှိရင်လည်းကျွန်တော်တို့ကတောင်ဘက်မှာရောက်နေနီးစပ်လို့ရှိရင်ကျွန်တော်တို့ကူညီခဲ့တာပဲကူညီခဲ့တာမဟုတ်ဘူးလေပူပေါင်းခဲ့တာပေါ့နော်အဲကျွန်တော်တို့ဘက်ကိုရောက်နေလို့ကျွန်တော်တို့အားနေလို့ရှိရင်လည်းမြောက်ဘက်ကအဖွဲ့တွေကလာပြီးတော့ပူပေါင်းဆောင်ရွက်တာတွေရှိတာအရှိတ်ဘက်မှာဆိုလည်းအရှိတ်ဘက်နီးစပ်တယ်လို့ပူပေါင်းဆောင်ရွက်ပြီးလုပ်နေကြတာအမေဟာမလို့ငါဟာမလို့ငါတို့မလုပ်ဘူးဆိုတဲ့မျိုးစိတ်မျိုးတော့ဘယ်သူမှမရှိကြဘူးဒါလေးတွေလည်းကွဲကွဲပြားပြားမြင်ဖို့လိုမယ်ဘယ်ကတော့ကစားတော့ချစ်ချင်ရှိမယ်ဒါပေမဲ့အတိုက်ခိုက်မဖြစ်ဘူးဒီလိုမျိုးတွေကကျွန်တော်စိုးစိုးဝါးဝါးပေါ့ဗျာသူ့အဖွဲ့ငါပြစ်တာတွေငါအဖွဲ့သူပြစ်တာတွေကျွန်တော်တို့ခိုင်မှာမရှိခဲ့ဘူး အဲ့လိုအဲ့အဲ့တော့ကျွန်တော်တို့ကစူးစီးဖို့လွယ်တယ်အဓိကတော့ဗျာပုံမလင်းလင်းပြောလို့ရှိရင်ကျွန်တော်တို့က MOD လောက်ရမယ်လုပ်တယ်ဗျာအဲ့ဒါတွေကရှင်းရှင်းလေးရဲ့တဲ့ပဲပြောတော့မယ်ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာလုပ်မယ်ဆိုလို့ရှိရင်ဥမာအိယာကိုအိယာအောင်လည်းပတ်သက်တဲ့ဟိုဟာဥဆောင်သူတွေနောက်ဒီတပောက်သူတို့ခုဖြစ်ဖို့တော့ခစ်ပန်တိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောပါပဲကျွန်တော်မထောက်ပံ့နိုင်ရင်ကျွန်တော်ရဲ့ဟိုဟာ ဘလို့မှပြောလို့အဆင်ပြေမှာမဟုတ်ဘူး။ငေါဘုံငန်းဘုံပြောတာမဟုတ်ဘူးလေ။နောက်အဲ့ဒါလုပ်ဖို့ဆိုရင်လည်းအများကြီးလိုသေးတယ်။ဘာလိုလဲဆိုတော့ကျွန်တော်တို့ဒီစနစ်တကျစုဖွဲ့မှုတွေပါလေပေါ့နော်။နောက်စုဖွဲ့မှုတွေလေ့ကျင့်မှုတွေဒါဒါတိုက်ခိုက်ရေးအတွက်နောက်တစ်ခါသူတို့ရဲ့စနစ်ကျမှုအတွက်ကိုဘလို့ချင်းချုံမလဲ။ဥပမာ given date နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်။နောက်တက်တက်တွေပေးရမှာဗျာ။ပြေတော့တက်တက်တွေပေးရမှာလေဗျာ။ဟုတ်တော့မှာတက်တက်ဓမြလည်းဖြစ်သွားနိုင်တယ်လေ။အဲ့တော့ဒီပေါ်မှာအများကြီးလွယ်တော့လွယ်တယ်ဗျာပြောတာတက်ပေါင်းစုတက်ပေါင်းစုလည်းအရင်လွယ်တဲ့စကားလုံး ဒါပေမဲ့တကယ်အဲ့ဒါကိုပေါ့ပေါ့လေးနဲ့စဉ်းစားကြည့်လိုက်ဒါကိုစဉ်းစားကြည့်လိုက် definition ဖွင့်လိုက်အခြေအကြီးပဲအခြေအကြီးလားကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောကိုမလုံနိုင်တဲ့အလုပ်ကိုတိတ်ပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာသူတို့လုံမှပြတ်မှာဒီကိစ္စဒါရှင်းရှင်းလေးပဲသူတို့လုံမှပြတ်မှာအဲ့တော့သူတို့မလုံနိုင်လို့ရှိရင်လည်းအခြားဖွဲ့တွေကလုံမှာ နောက်ဆုံးပြောကြတာအခြား local တွေပါလေကျွန်တော်တို့ဒီ MOD အောက်မှာမဟုတ်တဲ့ local တွေဟိုထားလိုက်တော့ကျွန်တော် MOD အောက်မှာရှိတဲ့အခွဲတွေကိုစူးစီးညင်ညွတ်ဖို့အတွက်တနေရာထဲမှာဆိုပြဥဆောင်သူမျိုးတယောက်ရအောင်ကျွန်တော်တို့ချပေးလို့ရှိကျွန်တော်အလုပ်လုပ်သွားမှာကျွန်တော်ကပြီးကျင်နေတာကရှင်းရှင်းလေးတော့ပြီးကျင်နေတာတိုက်ကျင်နေတာပဲရှင်းရှင်းလေးရကျွန်တော်တို့ကပြီးကျင်နေတိုက်ကျင်နေအိမ်ပြန်ကျင်နေတာပဲအဲ့ဒီပုံမှာကျွန်တော်တို့ကစူးစမ်းပြီးလုပ်မှာပဲအခုလက်ကမြကျွန်တော်တို့အဆင်မပြေတဲ့ကြားထဲကလုံနေကြတာပဲဘယ်သူဖြစ်ဖြစ်စုံယုံပြီးတော့လုံနေရတာပဲဗျာ ။အဲရှိသလောက်နဲ့တခါလေကြည်တယ်လေးချာပဲနောက်ပွဲရှိပါအဲ့လိုလိုချိန်ပြီးတော့လုံနေရတာကိုလောက်တာတော့မှဟောတခါလားတော့လေတိုက်ချင်တယ်ဗျာတိုက်တော့လေမပြည့်စုံတော့မှကြောက်တယ်နောက်ကမဖြည့်နိုင်မှကြောက်တယ်ဒီလူတွေနဲ့ကျွန်တော်တို့ရုံးကန်နေရတာအဲ့တော်လိုင်းသမားတွေနေရာကိုကိုတိုင်ဝင်ပြီးတော့အကြံပေးတဲ့လူတွေလာပြီးကြည့်နေကြတယ်ဥဆောင်သူတွေရဲ့ဘယ်လိုခေါ်မလဲဥဆောင်ရွက်နေရတဲ့ကဏ္ဍတွေဥဆောင်သူတွေဘယ်လိုဘယ်လိုဖြန့်ကျက်ပြီးတုံးဆွဲနေရတာတွေစားဝတ်နေရေးဗျာအကောင့်တာဝန်ယူရတာကျမ်းမာရေး အရေးပေါ်တယ်ကြာဆုံးတယ်ဆိုရင်လည်းဒီနာရီစိတ်ကစအကုန်လောက်ရတယ်ဂျောကရရတယ်ကျမ်းမာကြီးမကောင်းဘူးသူလေတောက်ချပေးနေရတယ်ပဲကျွန်တော်တို့လည်းဒီမှာဆေးုံတွေတင်ထားရတာလားစင်တင်ထားရဥဘယ်လိုပေါ်မလဲကျမ်းမာကြီးကြောင့်ဥဖြတ်တဲ့ကလေးတွေရှိတယ်တချို့ဆိုဆိုဝါဝါးလေးလားလားရှိပြီစောင်းတဲ့အတွက်ကောဒီကျမ်းမာကြီးအတွက်ကောကုန်ခံရတာဒီလိုမျိုးတွေရှိတယ်အများကြီးအများကြီးလွယ်လွယ်လေးရဟာမင်းတို့မတိုက်ဘူးလားပါလို့နေရလဲအတရားလေးတော့မှမလုပ်နိုင်ဘူးလားလွယ်လွယ်လေးလာပြောတယ်လာလို့လဲကျမ်းမာလာလာကြည့်လိုက်တာပါခဏလေးပဲကျွန်တော်တို့ရဲ့စိတ်แท้ကိုတော့ရပဲလာပြီးခံစားကြည့်လိုက် မလွယ်ပါဘူးဒေါ်လာကြီးကောင်းဆောင်တယောက်ဖြစ်ဖို့ဒေါ်လာကြီးဥဆောင်သူတယောက်ဖြစ်ဖို့ဒေါ်လာကြီးလုတ်ဖို့မလွယ်ဘူးတော့ရဲဘော်တွေကခံခံနာတွေရှိတယ်တိုက်ခိုက်ဖို့ခံခံနာတွေရှိတယ်စာဝင်တွေရေခံခံနာရှိတယ်ဆက်ဆံရေခံခံနာတွေရှိတယ်အများကြီးရှိတယ်ကျွန်တော်ပြောချင်တာအဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့ကအနံ့ရပြီးမှရှုံးဖို့တော့ကျွန်တော်တို့လည်းမကြိုးစားဘူးအဲ့တော့နောက်ဆုတ်ဆရာလည်းအကြောင်းပြရှိရှေ့တို့မယ်သွားမယ်အဲ့တော့ပြည်သူပါဝင်ရမယ်ပြည်သူပါဝင်လို့ရှိရင်ကျွန်တော်တို့အခုက rap bus ပဲအခုအခုကျွန်တော်တို့ဒေါ်လာကြီးကအစ်စ်ပြန်ဆတယ်လို့ဖြစ်တော်တယ် ဘာလို့လဲဆိုတော့အစ်စ်ပြန်စားသူဖြစ်သွားပြီကျွန်တော်တို့ကတရှုနေရတယ်ဆိုတော့သူသွားပြီလေအဲကျွန်တော်အားကိုမဲ့အာရီယာသူ့အနေနဲ့သူသူ့ပုံစံနဲ့သူခွဲထွက်သွားကြပြီအဲ့တော့ကျွန်တော်တို့ရေကြမ်းမှာရှိတယ်ညာမှာရှိတယ်ကျွန်တော်ထိတိရောက်ပါတော့ဥမာနေပြည်တော်လိုဟာမျိုးမေတီလာလိုဟာမျိုးအများကြီးကျွန်တော်တို့မန္တလေးလိုဟာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားမှာအဲ့တော့ကျွန်တော်တို့အညာသားတွေအသိအကြီးကြီးတယ်အညာသားတွေအဆုံးဖြတ်ပေးမယ်ပွဲအဲ့တော့ကျွန်တော်တို့အစ်စ်ပြန်စားတဲ့ပွဲဖြစ်မှာတော်လိုင်းရဲ့အစ်စ်ပြန်စားတယ်အဲ့တော့ကျွန်တော်တို့ပါဝင်ကြပါလူတန်းကြပါဒါပဲကျွန်တော်တို့ပြောချင်တယ် ကျွန်တော်တို့ကတော့ဂရီပေးနိုင်တယ်ရှင်းရှင်းလေးဒေါ်လာကြီးအလွန်ကာလမှာအောင်ခဲ့ပြီ။ဒါကြည့်လေမူလပိုင်ဆိုင်မှုတွေပို့လို့ရှိရင်ကျွန်တော်ထောင်ချပလိုက်။စိတ်ခေါ်တဲ့တခါလဲစိတ်ခေါ်ပြီးသားမူလပိုင်ဆိုင်မှုမူလပုံစံနဲ့ပြောင်းလဲသွားရင်အချိန်ကြီးလာပြီးတော့အေးအေးယူပါ။လက်ခံရင်အချိန်ကြီးဝေကမ်းမယ်။တခါလဲပြောခဲ့ပါတယ်။အလွန်မျိုးရှိတယ်။အဲ့တော့ဗာကျွန်တော်တွန်လိုင်းနိုင်ကျင်တယ်အောင်ကျင်တယ်ကိုယ့်အိမ်ကိုပြန်ကျင်တယ်ကိုယ့်ရက်ဒေသမှာပဲကိုအေးဆေးနေကျင်တယ်။အဲ့ဒီအတွက်ဝိုင်းကြပါဝင်းကြပါဒီအနေမကန်မြင့်ညာကမ်းမင်းလေးကိုလည်း အပြည့်အောင်လုပ်ကြပါကျွန်တော်တို့ညဉ့်ညံလည်းစီးရင်မှာအချက်ချကြတဲ့နေရာတစ်ခုဖြစ်ပါတယ်အကျွန်တော်တို့ဒီဟိုဘာပေါ့ကျွန်တော်ညဉ့်ညံလည်းအနည်းဆုံးပကုတ်ကူမှာဆိုလို့ရှိရင်မိုင်၄30ဝန်းကျင်မှာတက်မှတ်တရတရှိတယ်နောက်ကျွန်တော်တို့ပကံကြောင်ဦးတို့88ရှိတယ်မိထီလာမှာ69ရှိတယ်အဲကျွန်တော်ဒီလေလိုင်း crossing ညဉ့်ညဉ့်ညံဘက်ကနေလေလိုင်း crossing သွားလို့ရှိရင်ကျွန်တော်တို့တက်မှတ်33ကမိုင်90ဝန်းကျင်ပဲရှိတယ်မန္တလေးဆိုလို့ရှိရင်ကျွန်တော်တို့အဖြတ် ာကိုကုပါကျွန်တော်တို့အညာကိုဝိုင်းကြဝင်းကြပါဒါပဲကျွန်တော်ပြောချက်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့စီရင်တဲ့ပတ်သက်တဲ့ဒေါ်ထိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေခေါင်းဆောင်၃ဦးကိုတိုင်ကပြောပြတဲ့လက်တွေ့ကြတဲ့အကြောင်းအရာတွေကိုဒီလူတို့ကဒီ live မှာဒီစကားဝိုင်းမှာအဲတည်တည်ချာချာလေးနားဆင်ခဲ့ရမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့အဲနောက်ဆုံး third round မှာနောက်ဆုံး third round ဆိုတော့ အခုနစကားတွေထဲမှာလည်းပါဝင်ပြီးဖြစ်ပါတယ်ကိုတက်ကြီးပြောတဲ့ထဲမှာလည်းပါဝင်ပြီးပါတော်လိုင်းရေးကကြာလာရင်တော့ထမ်းပိုးရတဲ့ပြည်သူကပို့ပြီးတော့ပင်ပန်းပါပေါ့ပင်ပန်းမယ်မြင်းကြပါဆိုရင်လည်းမိသားစုတွေမိဘတွေအတိုင်းဝိုင်းတွေကတာသမီတွေကိုစစ်တိုက်ဖို့အတွက်ရှေ့မှာပေးထားရတယ်လို့နောက်မှလည်းသူတို့ကြံခဲ့ရတာအကောင နေခဲ့ရတာမဟုတ်ပါဘူးအကုန်လုံးပြာချခဲ့ရတဲ့ရွာတွေကများပါတယ်အဲလိုစစ်ကိုထမ်းပိုးပေးကြရတဲ့မင်းကြံသူမင်းညံသားပြည်သူတွေရဲ့ထမ်းပိုးမှုတွေကလည်းဒီကာလမှာအင်မတန်မှကြီးမားပါတယ်ဒီပြည်သူတွေအရေးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်တခြားဒေသအသူတွေတခြားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေတိဖို့လဲလိုအပ်ပါတယ်ဖီအားများလာခြင်းနဲ့အင်အားပြန်စုစည်းရန်အတွက်အပြည့်ရနာခြင်းဖြစ်ဟု DNA ပြောစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးဆုံးဖြတ်လိုက်ရတာဟာ PR တွေများတာကြောင့်လည်းအင်အားပြန်စုစည်းဖို့အတွက်နားတာလို့တအောင်မျိုးသားလူမျိုးရေးတက်မတော် TNLA အထွေထွေအတွင်ရင်မှုဗိုလ်ချုပ်တာဖုံးကျော်ကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေပြောပါတယ်။တရုတ်ရဲ့ဂျာဝင်ဆွတ်ဖတ်မှုနဲ့ပြီးခဲ့တဲ့အောက်တိုဘာ28ရက်နဲ့28ရက်တို့မှာစစ်ကောင်စီနဲ့ TNLA တို့အကြားတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက် အပြစ်ခတ်ရစဲကြီးလက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးမိုးကုတ်နဲ့မိုးမိတ်တို့ကနေလည်းစုတ်ခွာဖို့သဘောတူခဲ့ရတာပါ။ ဗိုလ်ချုပ်တာဖုံးကျော်ကလေရင်ပုံးကျဲတံငါတို့တွေအတူခံနေကြရတာပဲဒရုန်းမိုးရွာတံငါတို့အတူခံကြရတာပဲဘာမဆိုလို့ရဲလဲဆိုသူရဲ့ငန်ကြီးကြီးငင်းကြမ်းရင်းနဲ့ရွေးကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်စရာလိုမှာလဲဒီကစားပွဲမှာနားချိန်တန်လို့နားတာဖိအားများလို့နားတာအပြန်စုဖို့နားတာစမတ်ကြတဲ့ခကြီးမှာငါတို့တော်လန်ကြတာအလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရခုစုဖို့ပဲလေလို့ပြောပါတယ် အပြစ်ရဲ့ဆုံးဖြတ်ချက်ကပြင်းထန်မြန်ဆန္ဒကြောင့်ပောက်ကွဲခံစားကြတာကိုနားလည်တယ်လို့လဲဗိုလ်ချုပ်တာဖုံးကျော်ကပြောပါတယ်။လက်ရှိမှာတော့ TNA ကပြန်ဆုတ်ခွာခဲ့မျိုးတွေကိုမိဖက်တော်လိုင်းရေးအင်အားစုတွေကဝင်ရောက်နေရာယူထားကြပါတယ်။ဒီကာလမှာတော်လိုင်းကာလမှာလူလူရဲ့တော်လိုင်းပေါ်တေပိုးထမ်းရမှုတွေနဲ့ခုနပြောခဲ့တဲ့လူမျိုးပဲတခြားပြည်မမှာရောက်နေကြတဲ့ပြည်သူလူထုတွေပြည်တွင်းကပြည်သူလူထုတွေကိုလည်းဒီလိုမျိုးအဲထောက်ပို့နေတဲ့ပါဝင်ပေးဖို့နှိုးဆော်မဲ့ စကားလေးပေါ့ဒါလေးနဲ့ပြောရရင်ကျွန်တော်တို့ဒီကိုချောအောင်ဟုတ်ကျွန်တော်တို့ကတော့အပြန်အလှန်သွားရမှာပေါ့နော်အဓိကကတော့ကျွန်တော်တို့ကပြည်သူအားကိုးရတာပေါ့အဲ့တော့ပြည်သူကလည်းကျွန်တော်တို့အားကိုးရတာရှိတယ်လို့အားမကိုးရတာလည်းရှိတာပေါ့တော်တော်များများကျွန်တော်တို့ရာခိုင်နှုန်းအရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်90ရာခိုင်နှုန်းလောက်ကကျွန်တော်တို့တော်လိုင်းရေးကိုစိတ်အားထက်သန်ပြီးတော့စိတ်ပါဝင်စားတာများပါတယ်သို့တော်များလည်းအဲ့ဒီ90ရာမှာပြန်ခွဲခြားလို့ရှိရင်လည်း30ရာခိုင်နှုန်းလောက်ပဲထဲထဲဝင်ပါဝင်လာလို့ရှိတာပေါ့နော်အဲ့အဲ့တော့ကျွန်တော်တို့ ဘယ်လိုပုံလဲဆိုတော့ဒီလိုချိန်မှာယုံရတော့မှာဗျာယုံရတော့မှာတောင်းဝင်ကြည့်တဲ့လူတွေကတားကြည့်နေပြီကျွန်တော်ဆိုဒီပြပမှာရှိတဲ့ဟိုဖန်တစာအဲတူတယောက်ချင်းစီရောနောက်ဟိုအဆုအဖွဲလိုက်ပေါ့နော်အဲရဲဘယ်လိုပုံလဲဆိုတော့အားနာလာပြီကွာကိုယ်လေးပြောအားနာလာပြီနေ့လဲကြာလာပြီကွာဘာဖြစ်ဖြစ်တခါတခါတခုတခုကျွန်တော်လိုရလာပြီဆိုရင်လည်းအဲသူတို့ပဲသွားပြီးအခုညီတောင်းရတာ အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနည်းမြေတွေမှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ကျင်လည်ရနည်းမြေတွေမှာပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့စွန့်မှုနည်းမြေဖြစ်သွားတဲ့နေရာမှာလည်းပြည်သူတွေအလုံးတာဝန်ကြည့်တယ်အဲ့ကျွန်တော်တို့ရိတ်ခါတွေပြေးတာမျိုးတွေနောက်ကျွန်တော်တို့ဒီမှာစစ်တောင်းတွေမှာတွင်လဲသူတို့ကခံရတာတကယ်တမ်းဆိုလို့ရှိရင်အခုကလက်တလို့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီအနားမှာနောက်နေတာပေါ့နော်အဲ့ကျွန်တော်ဒီကျွန်တော်တော်လိုင်းစွန့်မှုနည်းမြေတွေမှာကလင်းနေကျဲတယ်အဲ့ကျွန်တော်ဒီအမျိုးဆုံးပေါ့ဗျာသူတို့လာပြီးဒုက္ခပြေးတယ်လက်နေကြည့်တယ်လက်တကန်ပြစ်တယ်ပေါ့နော်သူတို့မိတဲ့နေရာတွေမှာအဲ့တော့ပြည်သူတွေကတောင်းဝင်ကြည့်တဲ့ကြည်လုံးနေပြီ တာဝန်ကျေတဲ့ကျေလွန်နေပြီနောက်တစ်ခါဒီကျွန်တော်တို့ကလည်းပြည်သူကိုအားကိုးသလိုပြည်သူကလည်းကျွန်တော်တို့ကိုယုံယုံကြည်ကြည်နဲ့လက်တွဲသွားဖို့လိုတယ်ပေါ့နော်ကိုလည်းစစ်ဖြစ်အောင်လုပ်ဖို့နော်ကျွန်တော်တို့ကတော့ပြဿနာမရှိဘူးကျွန်တော်တို့ကတော့တို့အတိုင်းပဲလေအဲ့တော့ပြည်သူတွေနဲ့စစ်ဖြစ်အောင်လည်းလုပ်ပြီးတော့ကျွန်တော်တော်လိုင်းကိုထဲထဲဝင်ပါဝင်မှကျွန်တော်တို့ရမှာဗျာကျွန်တော်တို့ကြည်ကြိုးစားလို့လည်းမရဘူးကျွန်တော်ရှိတယ်လေစင်နီးပြူကဘယ်လိုတာလဲဆွဲကင်လက်နဲ့ဘယ်လိုထဲလဲပြည်သူနှလုံးမသိမ့်ကျုံရင်ပြည်သူခွန်အားမကူးစားရင်ဓာတ်တော်ကလည်းခွေလှန်လဲကျွန်အဲ့တော့ကျွန်တော်တို့က ပြည်သူရဲ့ခွင့်အားတွေလည်းလိုချင်ပါတယ်ပြည်သူရဲ့နှလုံးသားတွေကိုလည်းကျွန်တော်တို့တင်ကြုံယူပါတယ်အဲ့တော့ယူချင်ပါတယ်အဲ့တော့ပြည်သူရဲ့နှလုံးသားတင်ကြုံယူဖို့ကကျွန်တော်တို့ဘက်ကလည်းပြည်သူကိုပေးရမယ့်အချက်တွေကျွန်တော်တို့ရှိပါတယ်အထက်ကကျွန်တော်တို့ကမွန်ရရပါဗျာကျွန်တော်တို့ကမွန်ရရမှာကျွန်တော်တို့မွန်ရရမှာပြည်သူကကျွန်တော်တို့လာမှာကျွန်တော်တို့မွန်ရရမှာရမှာပြည်သူကိုကျွန်တော်တို့ကမျက်နှာမှုပမှုပါမှာဟိုကကျွန်တော်တို့မှာစိတ်ခံစားမှုဘယ်လောက်ပဲရှိနေပြီဒီပြည်သူနဲ့တွေ့လို့ရှင်အဲ့စိတ်ခံစားမှုဒီတိုင်းမျက်နှာကြီးမဲ့နေလို့မရဘူးပြောရမှာ မပြုတ်ရင်လည်းပြောရမှာရင်ထဲမှာငိုနေလည်းအပြင်မှာပြောရမှာပဲဒါကျွန်တော်တို့ဒေါ်လိုက်သမားတွေကလည်းအမှုပညာသမားတွေလိုပဲခံယူရမှာဗျာဒါမှပြီးတော့ကိုယ့်ပဲပါမှာပြီးသူပါနိုင်နေလိမ့်ဒီကတားပဲပြီးသူမပါရင်လည်းမရဘူးအဲ့တော့ပြီးသူတွေလည်းပါကြပါဝိုင်းကြဝင်းကြပါအရင်စိုးရုံမနေပါနဲ့ကျွန်တော်တို့လှုပ်ရှားလို့ရတဲ့နေလိုက်နေအများကြီးရှိပါတယ်တချို့ဆိုလည်းမြို့ထဲမှာနေပြီးတော့တူတူတိတ်တိတ်နေတာမျိုးတွေရှိတယ်ပေါ့နော်အဲဒေါ်လိုက်အောင်သွားမှာငမော့အကွာဆိုတာမျိုးတော့မလုပ်ကြပါနဲ့ အဲ့လိုချိန်ကျမှကြွေးတဲ့ထမင်းမျိုးကိုလည်းကျွန်တော်တို့ကမစားချင်ဘူးအခုချိန်ပါဝင်တာမျိုးပဲကျွန်တော်တို့ကလိုချင်တယ်ရဲရဲဝင်းဝင်းပါဝင်ကြပါအဲကျွန်တော်တို့ကစစ်ချင်အောင်လည်းကျွန်တော်တို့လုပ်ပေးမယ်ပြုတ်ဝဲဆက်သွယ်လို့ရတဲ့နီလန်းတွေလည်းအများကြီးရှိပါတယ်အဲ့တော့ပါဝင်ကြပါအားကိုးပါတယ်ဒီကမ်ပိန်းလေးကိုလည်းကျွန်တော်တို့ပြည့်မီအောင်အဲကျွန်တော်တို့ပါဝင်ကြပါလို့ပဲကျွန်တော်အထုတလည်းပြောကြားလိုပါတယ်အဲကျွန်တော်တို့ဒေါ်လာရေးအဖွဲ့တွေရဲ့အားနည်းချက်တွေရှိခဲ့ရင်လည်းအဲသူတိုင်ရင်တစ်ဖက်တိုင်ရင်တစ်ဖက်ရဲ့ပေတွေရှိတယ်ကအဲခေါင်းဆောင်တွေရဲ့အကောင့်တွေရှိတာပဲအဲ့ဒီမှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ဘာလို့ဖြစ်ဖြစ်ကျွန်တော်တို့လည်း အချိန်ကြီးကျွန်တော်ရဲ့ညီလေးတွေတခုခုပေါ့နော်ပြည်သူပေါ်မှာစိတ်တိုင်းမကြတာရှိလို့ရှင်ကျွန်တော်အချိန်ကြီးပြောပါလို့ကျွန်တော်လည်းအမြဲပြောတာရှိတယ်ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ်ပြောပါအဲကျွန်တော်ဆုံးမပါတယ်တွင်တင်ပါတယ်အဲတော့ကျွန်တော်တို့လည်းအားလုံးပြည်သူကိုအားကိုးကြပါတယ်လို့ပဲကျွန်တော်ပြောပေးရစီကျေးဇူးတင်ပါတယ်